ပြန်ဟုတ်ပြီအဲ့တော့ဒီပွဲမှာဒါဥနိုင်ရဲ့အကြိုက်ဆုံးပေါ့နော်အကြိုက်ဆုံးပန့်ဩကနံပရိတ်လိုင်းလေးတစ်ခုကိုဒါဥနိုင်ပြမယ်အဲ့ဒီထဲကမှကနန်းတကွက်လက်ဆောင်ပေါ့နော်ဒါဥနိုင်ပြခဲ့မယ်ပထမတော့ဒီကနန်းကိုဥနိုင်ကပဩကနန်းအဖြစ်နဲ့ကစားမလို့ပဲတိုးတော်ညာလေသူ့ထက်ကောင်းတဲ့ကနန်းကရှိတဲ့အတွက်ကိုဒီကနန်းလေးကိုပဩအဖြစ်နဲ့မကစားဘဲနဲ့ဒါဥနိုင်ကအရန်ကွက်ထဲကိုထည့်ပစ်လိုက်တယ်ပေါ့နော်အရန်ဆိုပေမဲ့လို့ ော်တော်လေးကောင်းပါတယ်ပေါ့နော်အဲအဲ့တော့ဒီကဏ္ဍလေးမပြခင်ဦးနိုင်ရဲ့ပတ်တူတာအော်ဂနန်လေးတွေကိုအတူတူလေ့လာခြင်းနဲ့ဆိုရင်နော်ဒီချင်းစာကို2000ကျက်နဲ့ပထမ6လကို2000ကျက်တနစ်စာကို9000ကျက်နဲ့ပေါ့နော်2020နဲ့6ခုနှစ်ကိုအတူတူလေ့လာမယ်ဆိုလို့ရင်ဒါလှမ်းလာခဲ့ပါလို့ဒါဦးနိုင်ကဖိတ်ခေါ်တယ်ပေါ့နော်ကဲဟုတ်ပြီဒါဆိုရင်ဦးနိုင်တို့ အခုဒီပွဲမှာဒါဥနယ်ရဲ့အကြိုက်ဆုံးပန်ဩကနန်းပရိတ်ဒီခွန်ပရိတ်ဖြစ်ပါတယ်။နော်ပရိတ်ခွန်ကိုဒီပွဲမှာပန်ဩဖြစ်နေကြစားတယ်။သို့တော့အခုပြပေးမဲ့ခွန်ပရိတ်ကနန်းဒီနော်အထိတ်ဆုံးမှာဥနယ်ရေးပေးထားတယ်။တစ်တုံညာ6ဆိုတဲ့ကနန်းကိုဥနယ်ပြပေးမှာ။နော်အရန်ကနန်းဆိုပေမဲ့လို့မို့တော်တော်လေးကိုကောင်းတယ်နော်။အဲ့တော့ဒီဥနယ်ကဒီလိုလေးတာကြည့်အောင်ပေါ့နော်။ဒါဟုတ်ပြီဒါတော့ရဥနယ်တို့ဒါစပြီးတော့ပြမယ်ပေါ့လေနော်။စပြီးပြမယ်ဆိုတော့ကောင်းပြီဒါဆိုရင်နော် အခုပထမဦးဆုံးဒီ complaint နဲ့ပတ်သက်ပြီးတော့ complaint နဲ့ပတ်သက်ပြီးတော့ဦးနဲ့တို့ဒီမှာတခြားမလိုအပ်တဲ့တောက်တွေတော့ဒါဦးနဲ့မပြတော့ဘူးပေါ့နော်ဒီတိုင်းလေးပေါ့ဒီတိုင်းလေးဒီ site ထဲကနေပြီးတော့ဦးနဲ့ကပြီးခဲ့တဲ့တပွဲကျော်လောက်ကပဲ complaint နဲ့ပတ်သက်ပြီးတော့63ရဲ့64ရဲ့142ရဲ့656ရဲ့เนาะအဲ့ဒီထဲကနေပြီးတော့ကဏ္ဍနှစ်ခွက်ထွက်မယ်ဆိုပြီးတော့ဒီ line ကလေးကိုဒါမွေးကဏ္ဍအဖြစ်နဲ့ဦးနိုင်တင်ပေးခဲ့တယ်เนาะဦးနိုင်ရဲ့အကောင့်ထဲမှာအဲ့မွေးကဏ္ဍနေရတော့အသေးသေးကြည့်လိုက် ဟိုအဲ့ဒီထဲကနေပြီးတော့ဒါဥနဲ့ကပစားပြမှာဖြစ်တယ်ပေါ့နော်အဲ့တော့ဒီစနစ်ထဲမှာခွန်ပရိတ်က၄ချိန်ထွက်ရမှာခွန်ပရိတ်၄ချိန်ထွက်ရမှာဆိုတော့ဒီပွဲမှာဒါဥနဲ့ကဥနဲ့ရဲ့အကြိုက်ဆုံးပအောင်ကဏ္ဍဒီဗရိတ်ခွန်ကဏ္ဍဖြစ်တယ်အဲ့ဒီဗရိတ်ခွန်ကဏ္ဍကိုမှာပထမတုန်းကတော့ဒီတစ်တုံညာ6ဆိုတဲ့ကဏ္ဍကိုအော်ကဏ္ဍထုတ်ဖို့ပဲသို့တော့တစ်တုံညာ6ထက်တောင်းတဲ့ကဏ္ဍတစ်ခုဟာဒါဥနဲ့တွေးရှိထားတဲ့အတွက်ဒါတစ်တုံညာ6ကိုတော့ဒါအရန်ထဲမှာထည့်ပစ်လိုက်တယ်အရန်ဆိုပေမဲ့လို့ mà cái này nini con này nó ông này mấy suy đi đâu này này tu đã lấy là chi họ nó tàu nó bị ngã nó bị thì tàu nó ngã chỉ bằng ngã tai mình qua hồi đủ đủ vậy tàu nó bị ngã nó bị thì tàu nó ngã chỉ bằng ngã tàu nó bị ngã nó bị thì tàu nó ngã chỉ bằng ngã ông này ngã đâu tai mình ngồi tiệt tiệt đó thì tàu này thì ngã này chỉ khi đủ anh ngã bị đến nơi thế mà 3နဲ့9နဲ့စောင်းနာရဲ့ဘေးမှာငါးကိုခွန်းဆိုတဲ့ကဏ္ဍတစ်ခွက်ကြားတယ်။ဒီ3နဲ့ဒီ9နဲ့ဖြစ်ခဲ့လို့အဲ့ဒီ9ပိတ်တဲ့နှစ်တည်းမှာ3နဲ့9နဲ့ဒီလိုစောင်းနာရဲ့ဘေးမှာခွန်ကို9ဆိုတဲ့ကဏ္ဍပတ်လည်းကြားခဲ့တယ်။3ပိတ်တယ်9ပိတ်တယ်9ပိတ်တဲ့နှစ်တည်းမှာ3နဲ့9နဲ့စောင်းခဲ့လို့နော်သူ့ရဲ့ဘေးမှာငါးကိုခွန်းဆိုတဲ့ကဏ္ဍပတ်လည်းဒါကြားခဲ့တယ်။ကြားခဲ့တော့ဒီစနစ်ခရနေပြီးတော့ဒါဥဏ္ဏရဲ့ကစားခွက်တွေကိုနော်ဟုတ်လွန်ခဲ့တဲ့နှစ်ပွဲကျော်လောက်ကပဲ တည်တည်ချာချာကိုရှင်းပြခဲ့ရှင်းပြခဲ့တာဘယ်လိုရှင်းပြခဲ့လဲဆိုတော့ဒီသုံးလုံးပေါင်းခြင်းကိုဒီသုံးလုံးပေါင်းခြင်းကိုဗရိတ်ကိုအဲ့ဒီကိုကလည်းဒီသုံးလုံးကိုကိုထဲလို့ဒီမှာကစားတယ်နော်ကိုပြီးတော့တခါဒီသုံးလုံးပေါင်းခြင်း၈ဒီသုံးလုံးပေါင်းခြင်း၈ဗရိတ်၈ဒီသုံးလုံးပေါင်း၈အဲ့၈က၈ထဲလို့ဒီမှာကစားတယ်ဟုတ်ပြီဒါဆိုရင်လည်းတော့ဒီမှာဒီသုံးလုံးပေါင်းခြင်းခွန်ဒီသုံးလုံးပေါင်းခြင်းခွန်ဗရိတ်ခွန်ဒီသုံးလုံးပေါင်းခြင်းခွန်ခွန်ထဲလို့ဒီမှာကစားတယ်ဒါကိုရှိခွန်ပြေးလန်းပါတော့အဲ့ဒီကိုရှိခွန်နဲ့ပတ်သက်ပြီးတော့ဘာတွေပြောခဲ့လဲဆိုတော့ ဒီ3နဲ့5နဲ့ဖြစ်တာရဲ့နောက်တစ်နှစ်ဒီဘက်နှစ်မှာနော်53နောက်တွဲရဲ့အောက်ကဗရိတ်ကူးကနန်းဒီဒီမှာတကွက်ထွက်တယ်နော်9နဲ့3နဲ့ဖြစ်လို့ဒီဘက်နှစ်က53နောက်တွဲအောက်ကဗရိတ်ရှိကနန်းဒီဒီမှာထွက်တယ်နော်အဲ့တော့ဒီ53နောက်တွဲဖြစ်လို့ဒီဘက်နှစ်က53နောက်တွဲအောက်ကဗရိတ်ခွန်ကနန်းရှိ၆တုံးဆိုတဲ့ကနန်းကလည်းမွေးကနန်းဖြစ်နေထွက်မယ်လို့ဒါဦးနဲ့ပြောခဲ့တယ်အဲ့ဒီလိုပဲအဲ့ဒီနှစ်ထဲမှာနောက်ထပ်တစ်ခါကိုဗရိတ် ဒီကိုဖြစ်ချင်းနေကြောင်းနော်ကိုပရိကဏ္ဍဒီအဲ့နေထရာနှစ်ခွက်ထွက်မှာနောက်တစ်ခွက်ဒီငါထိတ်ဒီနှလုံးကိုဒီနှလုံးခွန်သူ့ဘေးကကဏ္ဍဒီအဲ့ဒီနေထဲမှာထွက်တယ်နောက်တစ်ခါအဲ့လိုပဲအဲ့နေထဲမှာငါထိတ်ဒီနှလုံးကိုဒီနှလုံးခွန်သူ့ဘေးကပရိရှိကဏ္ဍဒီအဲ့ဒီနေထဲမှာလည်းထွက်တယ်ဒါဆိုရင်သူ့ရဲ့အောက်ကကဏ္ဍကတော့တကွက်ရပြီဒါဆိုရင်ဒီမှာငါထိတ်ဒီနှလုံးကိုဒီနှလုံးခွန်သူ့ရဲ့ဘေးကကဏ္ဍ၄ကို၄ဆိုတဲ့ကဏ္ဍလည်းထွက်မယ်ဆိုပြီးတော့ ချော့တော့ရင်လေးကိုလေးရတာဟုတ်လားပြခဲ့တယ်ပြခဲ့တော့အဲ့ဒီနေ့ကျမှအကယ်၍လိန်ပြီးထွက်မယ်ဆိုလို့ရင်ဗရိတ်ခွန်ကနန်းဒီလေးခွက်ရှိတယ်656ရယ်142ရယ်863ရယ်လေးကိုလေးရအဲ့ဒါကြောင့်မို့ဗရိတ်ခွန်ကြိုက်တဲ့မိဆွေတွေကဒီလေးခွက်ကိုနှစ်ခွက်ထွက်မယ်ဆိုတော့ညာလေအနည်းဆုံးတစ်ခွက်လောက်ကတော့ထွက်နိုင်တဲ့ကြိုက်ရင်မွေးဆိုပြီးတော့ပြခဲ့တယ်ကောင်းပြီဒါမွေးကနန်းပြခဲ့တဲ့စိုက်ကိုပြန်ပြီးတော့ပြောပြအဲ့တော့ဒီပွဲမှာအခုဦးနေကဘာကစားချင်တာလဲဆိုတော့ဒီသုံးလုံးကိုဒီသုံးလုံးကိုဗရိတ်ကိုဒီသုံးလုံးကိုကိုထိတ်လို့ကစားလို့ ကိုပြစ်ချင်းကစားခဲ့တဲ့အတွက်ဒီနေ့ထဲမှာကိုပရိသည်ဒီမှာတစ်ကြိမ်နောက်တစ်ခါကိုပရိသည်ဒီမှာနှစ်ကြိမ်သုံးကြိမ်လေးကြိမ်တစ်နှစ်လုံးမှာမရှိတော့ကိုပရိသည်လေးကြိမ်ကစားတယ်ဟုတ်ပြီဒါဆိုရင်ဦးနဲ့တို့ဒီမှာဖြစ်စဉ်ကိုတည်လိုက်တယ်ဒီသုံးလုံးပေါင်းရှစ်ဒီသုံးလုံးပေါင်းရှစ်ပဋိရှစ်ဒီသုံးလုံးရှစ်ရှစ်ထိတ်လို့ကစားလို့အဲ့ဒီနှစ်ထဲမှာရှစ်ပဋိသည်ဒီမှာတစ်ကြိမ်ဒီမှာတစ်ကြိမ်နှစ်ကြိမ်ဒီမှာတစ်ကြိမ်သုံးကြိမ်နော်သုံးကြိမ်ပြီးတော့အခုဒီမှာတစ်ကြိမ်လေးကြိမ်လုံးဝမရှိတော့လေးကြိမ်ကစားတယ်ကောင်းပြီဒါဆိုရင်ဦးနဲ့တို့ဒီမှာ ဒီသုံးလုံးကခွန်ဒီသုံးလုံးကခွန်ဗရိတ်ကခွန်ဒီသုံးလုံးပေါင်းခြင်းကခွန်ခွန်ထိတ်လို့ကစားတယ်အဲ့လိုကစားတဲ့တော့ဥနဲ့ကဒီနေ့ထဲမှာခွန်ဗရိတ်ဒီ၄ချိန်ကစားမှာဒါတော့ဥနဲ့ရဲ့မမအဖွဲ့ဝင်တွေကတော့လွန်ခဲ့တဲ့နှစ်ပတ်ကျော်လောက်ကနေကဒါဥနဲ့ရှင်းပြခဲ့တယ်နော်အဲ့ဒီခွန်ဗရိတ်၄ချိန်ကစားမဲ့အချိန်မှာနှစ်ဆမှာဒီမှာခွန်ဗရိတ်ဒီမှာ၄ချိန်ထွက်တယ်နောက်တစ်ခါခွန်ဗရိတ်၂ချိန်ထွက်တယ်အဲ့ဒီအောက်မှာလုံးဝခွန်ဗရိတ်ဒီထွက်မလာသေးဘူးထွက်မလာသေးဘူးအဲ့တော့ဒီကနန်းကကနန်းက၃ပင်ကျန်တယ်ဗရိတ်ခွန်ဒီ၂ချိန်ထွက်ရနော်ကနန်းဒီ သုံးပင်ကျန်တယ်ခွန်ပရိတ်က၄ကထွက်မယ်ဆိုတော့ပရိတ်ကခွန်ပရိတ်ဒီနှစ်ကျင်းကျန်တယ်เนาะခွန်ပရိတ်နှစ်ကျင်းကျန်အဲခွန်ပရိတ်နှစ်ကျင်းကျန်တဲ့ခဲကမှခွန်ပရိတ်နှစ်ကျင်းကျန်တဲ့ခဲကမှအခုဦးနိုင်ပြောတယ်လို့ပဲဒါဦးနိုင်တို့ဒီတစ်တုံညာ6ဒဲ့ပေါ့နော်တစ်တုံညာ6ဒဲ့ကိုပထမတော့ဒီပွဲမှာပန်အောကနန်းအဖြစ်နဲ့ဦးနိုင်ကကစားမလို့ပဲသို့တော့တစ်တုံညာ6ထက်ကောင်းတဲ့ခွန်ပရိတ်ကနန်းတစ်ခွက်ကတွေ့ခဲ့တဲ့အတွက်ကိုဒါတစ်တုံညာ6ဆိုတဲ့ကနန်းကို ဦးနိုင်ကအရင်အဖြစ်နဲ့ဒါကစားလဲရတာပေါ့လीနော်အရင်အဖြစ်နဲ့ကစားလဲရတာအရင်ဆိုပေမဲ့လို့တော်တော်လေးကိုကောင်းပါတယ်နော်တော်တော်လေးကိုကောင်းပါလေအဲ့တော့ဒီတစ်တုံညာ6ကိုကြိုက်တဲ့မိတ်ဆွေတွေဒါခဏနေရင်နော်ဒါဦးနေနဲ့တူကစားကွက်ဘလောက်ပြောင်ကောင်းလဲဆိုတာကိုအဲ့နေတည်တည်ချာချာရှင်းပြတယ်ဟုတ်ပြီအဲ့ဒီတော့ဒါဗရိတ်ခွန်နောက်တစ်ခုကဒါဦးနေတို့စီးလိုင်းနေတော့အကုန်အပြည့်တုံထည့်မပြတော့ဘူးပေါ့နော်ရှစ်ထစ်နောက်ပေါင်း9 ဒီ၃လုံးပေါင်းချင်းခွန်ကြောင်းဒီနေရာမှာခွန်ပရိတ်လို့ရိုက်တယ်။ဒါကြားထဲမှာစီကြောတွေအများကြီးရှိတယ်နော်။အဲ့ဒီကနေပြီးတော့သွားလိုက်။တနှစ်၊နှစ်၊သုံးနှစ်၊လေးနှစ်၊၅နှစ်၊၆နှစ်၊၇နှစ်၊၈နှစ်၊၉နှစ်၊၁၀နှစ်၊၁၁၊၁၂၊၁၃၊၁၄နှစ်ချားလိုက်။၁၅နှစ်မြောက်မှာလဲ။တုံညာထိတ်နဲ့နောက်ပေါင်းခွန်နဲ့ခွန်ကြောင်းဒီမှာလဲခွန်ပရိတ်လို့ရိုက်တယ်။အဲ့ဒီကနေပြီးတော့တနှစ်နှစ်နှစ်သုံးနှစ်လေးနှစ်၅နှစ်၆နှစ်၇နှစ်၈နှစ်၉နှစ်၁၀နှစ်၁၁၁၂၁၃၁၄၁၅နှစ်နော်အဲ့ဒီမှာလဲတုံညာထိတ်နောက်ပေါင်းခွန် ဒီသုံးလုံးပေါင်းခွန်ရောက်နေဒီနေရာမှာဗရိတ်ခွန်လို့ကစားမယ်เนาะအဲ့တော့ခွန်ဗရိတ်တရားပြမယ်ဆိုနောက်ထပ်အများကြီးရှိတယ်ကြည့်အဲ့တော့ခွန်ဗရိတ်ကဒီလောက်ဆိုလုံလောက်ပြီပေါ့เนาะအဲ့တော့ဦးနဲ့တို့ဒီကစပြီးတော့အဲ့ဒီခွန်ဗရိတ်နဲ့ပတ်သက်ပြီးတော့တစ်တုံညာချောက်ကိုဒီ line ထဲကနေဘာကြောင့်ထူရတယ်လဲဆိုတော့ဦးနဲ့ရှင်းပြမယ်เนาะ3ဘိတ်5ဘိတ်3လုံး5ရှိပေါင်းကအဲ့ဒီလိုဖြစ်ပြနေတဲ့ဒီ3လုံး6ဒီ3လုံး6ဗရိတ်6နော်အဲ့ဒီဗရိတ်ကိုပြရတယ်ဒီ၃လုံးကလည်းကိုမှာကိုထိတ်လို့ဒီမှာရိုက်တယ်အဲ့တော့ကိုဖြစ်ရှင်ဒီဒီမှာ၂မျိုး၃မျိုး၄မျိုး၅မျိုး ကိုဖြစ်ရှင်၅မျိုးကစားတဲ့အတွက်ဒီနှစ်ထဲမှာကိုဖြစ်ရှင်၅မျိုးကစားတဲ့အတွက်ဒီ၃လုံးပေါင်း၉ဒီ၃လုံးပေါင်း၉သူ့အပေါ်မှာပြိတ်ကိုကိုဖြစ်ရှင်၅မျိုးကစားတဲ့အတွက်ဒီလိုကိုဒီလိုကိုလို့ထောက်မယ်ထောက်ပြန်တဲ့ဒီနေရာမှာလဲကိုပြိတ်လို့ဖြစ်ရမယ်ဖြစ်ပြီလားနဲ့သူ့အပေါ်မှာနှစ်ပြိတ်လို့ပုံသေးထည့်ထားခဲ့မယ်ထည့်ထားခဲ့လိုက်တဲ့ဒီကိုပြိတ်ကနှစ်တုံညာခွန်သည်တနည်းနှစ်နှစ်သုံးနှစ်မြောက်တယ်မှာအဲ့နှစ်တုံညာခွန်ကတက်ထွက်မှာဒီနှစ်တုံညာခွန်ကနှစ်တုံညာခွန်လို့ဒီမှာတက်ထွက်မှာမျက်စိမလဲနဲ့နော်ဖြည်းဖြည်းချင်းကြည့်လိုက် ကိုးဖြစ်ခြင်း၅မျိုးကစားတယ်လို့ဒီသုံးလုံးကိုးကိုဒီလိုကိုးလို့ထောက်ပြီးတော့ဒီမှာလဲကိုးပရိတ်လို့ဖြစ်တဲ့ကနန်းဒီဒီနေရာမှာထဲထွက်မှာထွက်မဲ့အချိန်မှာသူကဒီမှာပရိတ်နှစ်လို့ပုံသေးခံခဲ့တယ်အဲ့ဒီပရိတ်နှစ်ဒီဒီ၄ရဲ့ဒီ၅ရဲ့၄၁၇၂ရှေးပေါင်း၁နဲ့ရှေးပေါင်း၁နဲ့၄လုံးပေါင်း၂ဒီသုံးလုံး၂ကိုဒီ၄လုံး၂လို့ဒီပရိတ်နှစ်ကိုအဲ့ဒီလိုသုံးလုံးနှစ်၄လုံးနှစ်လို့ဖြီတာရဲ့အောက်ကိုဒီကိုးပရိတ်ကမလာထွက်တယ်ခက်တော့နောက်တစ်ခုကဒီမှာနော် ဒီဖြစ်စဉ်လေးကိုတည်ပြီးတော့ねဒီသုံးလုံးပေါင်းချင်းကိုနှစ်ပင်ကျော်နောက်ပေါင်းကိုလို့ထည့်တဲ့အတွက်ကိုဖြစ်ချင်းနှစ်မျိုးကစားတဲ့အတွက်အဲ့ဒီကိုဒီဒီသုံးလုံးပေါင်းကိုဒီလေးလုံးပေါင်းချင်းကိုလို့နှစ်ခါပြန်ထောက်မယ်သုံးလုံးကိုကိုလေးလုံးကိုလို့ထောက်မယ်ထောက်ပြီးတော့ねဒီကိုပရိကနဲ့ဒီမှာကစားဖို့အတွက်ဒီနှလုံးကိုလို့ပြန်ထည့်ပြောမှာဒီမှာထွက်တယ်အဲ့ထောက်ချက်ဒီသုံးမျိုးကစားတာထောက်ချက်ကသုံးမျိုးကစားတယ်ဒီကိုကဒီကိုကြောင့်ဒီကိုကိုဒီလေးလုံးကိုလို့ထည့်တယ်ဒါကထောက်ချက်တစ်မျိုးဒီပရိနှစ်ကြောင့်သုံးလုံးပေါင်းနှစ်ကိုလေးလုံးပေါင်းနှစ်လို့ တစ်မျိုးထောက်တယ်နောက်တစ်ခုကိုးဖြစ်ချင်းကြောင့်ကိုးပရိကနေဒီမှာထွက်မဲ့အချိန်မှာဒီနှလုံးကိုးလို့တခါထောက်မယ်ဆိုတော့သုံးချက်ထောက်တယ်ဒီကနေလေးတစ်ခွက်ကတည့်ကြဒါကပထမတစ်ကက်ဒါဆိုရင်ကောင်းပြီဒုတိယကက်မှာ၃နောက်ပိတ်၅နောက်ပိတ်ရှေးပေါင်းက၃လုံး၅လို့ကစားတယ်အဲဒီ၃လုံးပေါင်းရှေးဒီ၃လုံးပေါင်းရှေးပရိရှေးအဲ့ဒီရှေးကိုလည်းဒီ၃လုံးပေါင်းချင်းရှေးလို့ထည့်ပြီးတော့ဒီမှာရှေးထိလို့သူကစားတယ်ကစားတော့ရှေးဖြစ်ချင်းက2မျိုး3မျိုး4မျိုး5မျိုးကစားတယ်ရှိဖြစ်ခြင်း၅မျိုးကစားလို့ဒီနှစ်ထဲမှာရှိဖြစ်ခြင်းကြောင့် ဒီသုံးလုံးပေါင်းခြင်းရှစ်ဒီသုံးလုံးပေါင်းခြင်းရှစ်သူ့အပေါ်မှာလည်းပရိရှိလို့သူထွက်သွားတယ်နော်ဒီသုံးလုံးရှစ်ဒီသုံးလုံးရှစ်ပရိရှိလို့ထွက်တဲ့သူ့အောက်မှာနှစ်ပရိပုံတွေထောက်လိုက်တယ်ဖြစ်စဉ်ကြောင့်ဒီရှစ်ဒီရှစ်ပရိရှိဒီဒီကနန်းဒီတစ်နှစ်နှစ်နှစ်သုံးနှစ်မြောက်တဲမှာရက်ထွက်တယ်ဒီ640ဆိုရက်ထွက်တော့မဲ့အချိန်မှာဒီပရိနှစ်ကြောင့်ဒီသုံးလုံးပေါင်းခြင်းနှစ်ဒီလေးလုံးပေါင်းခြင်းနှစ်လို့တခါထောက်တယ်ထောက်ပြီးကြတယ်ဒီသုံးလုံး9ကနောက်ပေါင်း9လို့ဖြစ်ခဲ့လို့ဒီသုံးလုံး9ကို ဒီလေးလုံးပေါင်းရင်ကိုးလို့သူထောက်တယ်ဒါနှစ်ချက်ထောက်ပြီအဲ့ဒီတော့ပထမပြောခဲ့တယ်လို့ပဲရှစ်ဖြစ်ချင်း၅မျိုးထောက်လို့ဒီရှစ်ဒီရှစ်ဒီပရိရှိကဒီမှာကြားတော့မဲ့အချိန်မှာလဲဒီနှလုံးပေါင်းချင်းရှစ်လို့ထောက်ပြီးတော့မှဒါကပြန်ကြားတယ်ထောက်ချက်၃မျိုးနဲ့ယူကြတယ်ပေါ့နော်ကောင်းပြီဒါဆိုရင်ဦးနိုင်တို့ဒီမှာတတိယကံမှာ၃ဘိတ်၅ဘိတ်ရှစ်ပေါင်း၅ဒီ၃လုံးပေါင်း၅လို့ဖြစ်တယ်ဖြစ်တော့ဒီ၃လုံးခွန်ဒီ၃လုံးခွန်ပရိခွန်အဲ့ဒီခွန်ဒီဒီ၃လုံးပေါင်းခွန်လို့ကစားပြီးတော့ဒီမှာခွန်ထိတ်လို့ထည့် ထဲ့တော့ခွန်ဖြစ်ချင်း၅မျိုးကစားတဲ့အတွက်ဒီနေ့ထဲမှာနော်ဒီနေ့ထဲမှာဒီသုံးလုံးခွန်ဒီသုံးလုံးခွန်သူ့ပေါ်မှာလည်းဘရိတ်ခွန်သူ့အောက်မှာလည်းနှစ်ဘရိတ်ကပုံတွေထောက်လိုက်တဲ့အတွက်ခွန်ဖြစ်ချင်းကြောင့်သုံးလုံးခွန်သုံးလုံးခွန်ဘရိတ်ခွန်လို့ဖြစ်တဲ့ဒီတစ်တုံညာ၆ဒီတစ်နှစ်နှစ်နှစ်သုံးနှစ်မှာဒဲထွက်မှာဒဲထွက်တော့မဲ့အချိန်မှာဒီဘရိတ်နှစ်ကြောင့်ဒီသုံးလုံးပေါင်းခြင်းကနှစ်ဒီလေးလုံးပေါင်းခြင်းကနှစ်လို့ဖြစ်တာရဲ့အောက်ကိုထွက်မယ်ဒါကထောက်ချက်ကတစ်မျိုးနောက်တစ်မျိုးကကြတော့ဒီ9နဲ့ရှီပေါင်းလေးနဲ့9ကြောင့် နောက်ပေါင်း9လို့ဖြစ်ခဲ့တဲ့အတွက်ဒီ3လုံးပေါင်းခြင်းက9ဒီ4လုံးပေါင်းခြင်းက9လို့တစ်ချက်ထောက်တယ်နော်နောက်တစ်ခုကကြတော့ဒီ3လုံးခွန်ဒီလိုခွန်ဗရိတ်ခွန်ဒီမှာထွက်တော့မယ့်အချိန်မှာဒီ4လုံးခွန်လို့ထောက်ပြီးတော့မှထွက်ရမှာဆိုတော့ဒါထောက်ချက်3မျိုးနဲ့ပေါ့နော်ဒါ1 3 6ဆိုတဲ့ကဏ္ဍတစ်ခွက်ကိုဒီပေါ့နော်ဒီပို့ထိုးလိုက်ပေါ့နော်အဲ့ပထမဖြစ်စဉ်မှာဒါဦးနှံတို့ကိုဖြစ်ရှင်ဒီကစားခဲ့တဲ့အတွက်ကို3လုံးပေါင်း9ဒီ3လုံးပေါင်း9 ကိုကိုလို့ထောက်ပြီးတော့ဒီမှာလဲကိုပရိဖြစ်ရမယ်ကိုဖြစ်ခြင်းကြောင့်ကိုကကိုလို့ထောက်ပြီးကိုပရိကဏ္ဍဒီဒဲထွက်တယ်ထွက်တော့မဲ့အချိန်မှာဒီအောက်မှာထားခဲ့တဲ့ဗရိတ်နှစ်ကြောင့်ဒီသုံးလုံးပေါင်းနှစ်ကိုလေးလုံးပေါင်းနှစ်လို့ဖြစ်တဲ့အောက်ကိုထွက်မယ်ပြီးတော့မှဒီမှာထားခဲ့တဲ့ဒီသုံးလုံးကိုကိုနောက်ပေါင်းကိုလို့ထည့်တဲ့အတွက်ကိုဒီသုံးလုံးပေါင်းကိုကိုလေးလုံးပေါင်းချင်းကိုလို့ပြန်ထည့်တယ်ဗရိတ်ကိုထွက်ဖို့အတွက်ကိုဒီနှလုံးကိုလို့ထောက်တယ်ဒါသုံးချက်ညီးတယ်ဒုတိယကံမှာလည်းအဲ့လိုပဲရှစ်ဖြစ်ချင်းကြောင့်ဒီ၃လုံး၈ကဒီ၃လုံး၈လို့ဖြစ်တယ်သူ့အပေါ်မှာလည်းဗရိတ်၈လို့ဖြစ်တယ်ဒီကဏ္ဍဒီတနည်းနည်း၃နည်းမြောက်မှာဒဲပဲထွက်တယ် ထွက်မဲ့အချိန်မှလည်းသူကနှစ်ပြိတ်လိုပဲထောက်ထားခဲ့တယ်ထောက်ထားခဲ့တဲ့အတွက်ကိုဒီသုံးလုံးပေါင်းနှစ်ကိုလေးလုံးပေါင်းချင်းနှစ်လို့ထောက်ပြီးတော့မှသူ့အကူထွက်တယ်ဒီသုံးလုံးပေါင်း9ကနောက်ပေါင်း9လို့ကစားခဲ့တဲ့အတွက်ဒီသုံးလုံးပေါင်း9ကိုဒီလေးလုံးပေါင်းချင်း9လို့ထောက်ပြီးတော့မှထွက်တယ်နော်ရှစ်ဖြစ်ချင်းကြောင့်ဒီနှလုံးရှစ်လို့လည်းနောက်တစ်ချက်ထောက်ပြီးတော့မှထွက်တယ်အဲ့တော့ကိုပြိတ်လည်းပြီးပြီရှစ်ပြိတ်လည်းပြီးပြီကောင်းပြီဒါဆိုရင်ဦးနဲ့တို့ဒီမှာဖြစ်စဉ်ကိုတည်လိုက်တယ်ခွန်ဖြစ်ချင်း9မျိုးကစားခဲ့တဲ့အတွက်ဒီနှစ်ထဲမှာလည်းနော် ဒီသုံးလုံးပေါင်းခွန်ဒီသုံးလုံးပေါင်းခွန်သူ့ဘောမှာလဲဗရိတ်ခွန်လို့လုံးဝဂေါလီနိုင်တယ်ဆိုပေမဲ့လို့လှလှပပကြက်ကြနန်းနာကိုသူကကစားထားတာအဲ့ဒီတော့ဒီသုံးလုံးခွန်ဒီသုံးလုံးခွန်ခွန်ဗရိတ်လို့ဖြစ်တဲ့အပြင်သူ့အောက်မှာလဲနှစ်ဗရိတ်လို့ကစားတဲ့အတွေ့တိတုံညာ၆ဆိုတဲ့ကနန်းဒီတနှစ်နှစ်နှစ်သုံးနှစ်မြောက်တဲ့မှာဒဲထွက်ရှင်တာထွက်ရှင်တော့ဒီဗရိတ်နှစ်ကြောင့်ဒီသုံးလုံးပေါင်းခြင်းကနှစ်ဒီလေးလုံးပေါင်းခြင်းကနှစ်နော်ဒီသုံးလုံးပေါင်းကိုကိုနောက်ပေါင်းကိုလို့ထည့်ခဲ့လို့ ဒီ၃လုံးပေါင်းခြင်းကိုကိုဒီ၄လုံးပေါင်းခြင်းကိုလို့ဖြစ်လိုက်တဲ့အတွေ့ထောက်ချက်နှမျိုးဖြစ်တဲ့အပြင်ခွန်ဖြစ်ခြင်းကြောင့်ဒီနှလုံးခွန်လို့ထောက်ပြီးတော့မှဒီနေရာလေးမှာတစ်တုံညာ၆ဆိုတဲ့ကဏ္ဍကိုဒါဥနိုင်ကဒက်ထွက်ရှင်တာပေါ့လေနော်ပထမအကမှာလဲသူကကိုပရိကိုဒက်ထွက်တယ်ဒုတိယအကမှာလဲဒက်ထွက်တယ်ဒါအခုတတိယအကမှာလဲဒက်ထွက်ရှင်တာပေါ့နော်တစ်တုံညာ၆ကိုတစ်တုံညာ၆လို့ပဲဥနိုင်ကရေးပြပေးတာလေအကယ်၍ တိတုံညာ6ကိုကြိုက်တဲ့မိတ်ဆွေတွေကအာပါးမတော့ရန်ထူးလိုက်ပေါ့ဗျာ။တော့သုံးသက်စီမှာကို့လှည့်ကြတော့တဲမဆွေပဲနဲ့လှည့်ပြီးထွက်မယ်ဆိုရင်လည်းဒါအာလိုက်တဲ့ဟာလေးကအကျိုးရှိသွားတာနော်။အဲ့တော့ပြီးခဲ့တဲ့ဘက်မှာဒီလိုင်းထဲကနေပြီးတော့နော်တတိယ organ တစ်လေးလေးဆိုတဲ့ကဏ္ဍကိုလုံးဝတစ်လေးလေးဆိုတဲ့ကဏ္ဍထွက်ခဲ့ရင်ကတော့ဒီကဏ္ဍကိုဒါလုံးဝပါ organ ဖြစ်နေကို special ကိုအော်မလို့ပဲ။ဘာဖြစ်လို့လဲဆိုတော့သူက ဒီပရိတ်နှစ်ကြောင့်ဒီကနန်းကဒီမှာထွက်တော့မယ်ဆိုရင်သူဒီပရိတ်နှစ်လေးခံတာအဲ့ဒီပရိတ်နှစ်ကြောင့်ဒီသုံးလုံးပေါင်းနှစ်ကိုဒီလေးလုံးပေါင်းခြင်းနှစ်လို့ဖြစ်တဲ့အချိန်သူလေးနောက်ပဲနော်ဒုတိယကမှလည်းအဲ့လိုပဲဒီပရိတ်ရှိကဒီမှာထွက်တော့မယ်အချိန်မှာဒီပရိတ်နှစ်လေးခံထားခဲ့တဲ့အတွက်ဒီသုံးလုံးပေါင်းနှစ်ကိုဒီလေးလုံးပေါင်းနှစ်လို့ဖြစ်တဲ့အချိန်မှာဒီနေရာလေးမှာလေးနောက်ပဲနော်တတိယကမှလည်းအဲ့လိုပဲဒီဒီတစ်တုံညာ6ဒီနေရာမှာသူထွက်တော့မယ်ဆိုရင်ဒီပရိတ်နှစ်ခံထားခဲ့တဲ့အတွက်ဒီသုံးလုံးပေါင်းနှစ်ကလည်းထည့်ထားတယ်ဒီမှာရှီအောင်ကခွန် ွန်ဆိုတော့နှစ်ဖြစ်အောင်ရှေးပေါင်း9လို့ဖြစ်ရအောင်ရှေးပေါင်း9เนี่ยသူက၄နောက်ပိတ်ဆိုတော့ကျတော့လား1 4 4ဆိုပြီးဦးနိုင်ကတခြားလိုင်းနေနေရောပေါ့တတိယ organ ထုတ်ခဲ့တယ်ဘာလို့လဲဆိုတော့ဒီမှာ9ထိပ်စီ9ထိပ်စီပြီးတော့ဒီမှာ3ညထိပ်စီ3ညထိပ်စီပြီးတော့ဒီမှာ1ထိပ်စီ1ထိပ်စီနဲ့ရှေးပေါင်း9ဆိုတော့1 4တွေဆိုတော့၄နောက်ပိတ်ဆိုတော့1 4 4ကိုဒါတတိယ organ ထုတ်ခဲ့တယ်သို့တော့သူက၄မပိတ်ခဲ့တဲ့အတွက်1 3 6ကိုတော့ပါ organ အဖြစ်နဲ့ဦးနိုင်ကမကစားတော့ပဲနဲ့ဒါအရန်ကနန်းနဲ့မှထည့်ပြီးတော့ကစားလိုက်တာဖြစ်တယ်အဲ့တော့1 3 6ကိုကြိုက်တဲ့မိတ်ဆွေတွေ ထိုးလိုက်ပါမကြိုက်ရင်လည်းမထိုးနဲ့ပေါ့ဗျာเนาะဒါဥနေကတော့ဒီဘွဲမှာအကြိုက်ဆုံးပါဩကဏ္ဍသည်ဗရိတ်ခွန်ကဏ္ဍကိုဩတယ်ပေါ့เนาะခွန်ဗရိတ်ကဏ္ဍကိုဩတယ်သို့တော့ဒီတိတ်36ဆိုတဲ့ကဏ္ဍကလည်းလွတ်ထားလို့မရဘူးဒါကြောင့်ဒါအကြံကဏ္ဍထဲမှာထည့်ပြလိုက်တယ်ပေါ့เนาะရဟုတ်ပြီအဲ့တော့မင်္ဂလာပါဥနေအော်မင်္ဂလာပါဗျာเนาะအဲ့တော့ပထမလိုက်မှာတော့ဥနေကဏ္ဍ၃ခွဲ့ပြခဲ့တယ်နော်အခုဒုဒုတိယလိုက်မှာတော့အခုဒါဥနေ136တခွဲ့ပဲပြမယ်ဗျာနော် အဲ့နောက်ဟိုတစ်ထွိုင်ထိုးခြင်းတဲ့မိတ်ဆွေတွေဒီဘွဲမှာတစ်ထွိုင်ကိုထိုးလိုက်ပေါ့နော်အဲ့လိုလေသူက2018ခုနှစ်ထဲက963ညဆိုတဲ့ကဏ္ဍတကွန်းနဲ့အခုထွက်သွားတဲ့145ဆိုတဲ့ကဏ္ဍတကွန်းနဲ့ပေါင်းလိုက်လို့ယင်နော်9နဲ့4နဲ့ပေါင်းတာ1 6နဲ့5နဲ့ပေါင်းတာ1 တုံညနဲ့တင်းနေပေါ့နော်တစ်ပေါ့တစ်ဖြစ်ရှင်တစ်ဖိုင်ဖြစ်နေတဲ့အတွက်ကိုဒီဘက်မှာတစ်ဖိုင်ကစားလို့ရတယ်ပေါ့နော်။အဲ့ဒါကမမအဖွဲ့ဝင်တွေကတော့၁၉ကြိမ်တော့အဲ့စနစ်တင်းနဲ့ကစားကြတယ်ဆိုတော့တီးပြီးသားတွေပေါ့နော်။အဲ့တော့တစ်ဖိုင်ကလည်းတတိယလိုက်မှာအားရင်ဥနဲ့ပြပေးမယ်။နော်တတိယလိုက်ကြရင်ကတော့ဥနဲ့ကဒီ၂၃ခုဆိုတဲ့ကဏ္ဍလေးကိုပြပေးမှာဖြစ်တယ်ပေါ့နော်။ဒါအခုလောလောဆယ်တော့ဥနဲ့ကဥနဲ့ရဲ့ပါအော်ဂနကြိုက်တဲ့မိတ်ဆွေတွေလည်းရိတ်လာကြနေဆိုရင်လှန့်လာခဲ့ပေါ့ဗျာ။ခွန်ပရိတ်ကိုဩပါတယ်လို့နော်။ဒီဘက်မှာလုံးပိုင်းကတော့အခုနိုင်ငံက မကစားတော့ဘူးပေါ့နော်ဗရိတ်ခွန်နှစ်ကြိမ်ကျန်းနေတဲ့ထဲမှာမှဒီဘွဲမှာခွန်ဗရိတ်ကိုပန်အော်ဂနိုင်းအဖြစ်နဲ့ကစားပါတယ်အဲ့ဒီခွန်ဗရိတ်သေးကုန်မှနော်လုံးဝအာရယာမလို့တဲ့ဒဲတစ်ခွက်ကိုပဲခု1.36လို့ပုံစံမျိုးပေါ့လေလုံးဝအာရယာမလို့တဲ့ဒဲတစ်ခွက်ကိုပဲဒီဘွဲမှာပန်အော်ဂနိုင်းအဖြစ်နဲ့စိတ်ကြိုက်ကစားပါတယ်စိတ်ကြိုက်နော်ဒါဥနဲ့စိတ်ကြိုက်လို့ပြောတာတယ်နော်အဲ့တော့ကြိုက်တဲ့မိတ်ဆွေတွေလန့်လာခဲ့ပါနော်နော်အဲ့တော့ဥနဲ့တူတူ2026ခုနှစ်မှာအတူတူလေ့လာခြင်းနဲ့ဆိုရင်ကတော့ ပထမ6လကို2000ကျွဲတနစ်စာကို9000ကျက်နဲ့လေ့လာလို့ရတယ်ပေါ့နော်အဲ့တော့ Viber ရှိတဲ့မိတ်ဆွေတွေက Viber ဂရုလေးတွေကိုနိုင်ထည့်ပေးပါမယ် Facebook အကောင့်တုံးတဲ့မိတ်ဆွေတွေကဥနိုင်ရဲ့ Facebook Member အကောင့်လေးတွေကိုထည့်ပေးပါမယ်ပေါ့နော်ဒီအားလုံးပဲ136ကျိုက်တဲ့မိတ်ဆွေတွေထိုးလိုက်ပါနောက်ထပ်ကိုပြမယ်ဆိုရင်အဲ့136နဲ့ပတ်သက်တဲ့ခုလိုအကွက်ရွှေ line တွေရောကစားကွက်တွေရော၃မျိုးလောက်ကျန်ပါသေးတယ်သို့တော့ဒါအချိန်ကုန်ငဲကွက်ပြီးတော့ဥနိုင်မပြတော့ဘူးပေါ့နော်ဒါဒီလောက်လေး ဒီ site ထဲကနေပြီးတော့ဒါ break ကလည်း၄ခုကြာမယ်။နောက် complaint နဲ့ပတ်သက်ပြီးဘယ်ကဏ္ဍနေကြာမယ်ပေါ့။အယူဆဥနိုင်ရဲ့အတွေးခေါ်ဥနိုင်ရဲ့အယူဆလေးတွေကိုဆရာသားမချမ်းမင်းနဲ့ကိုဒါပြသပေးခဲ့တာဖြစ်တယ်။အဲ့တော့ကိုကြိုက်တဲ့ complaint ကဏ္ဍကိုကလေးနဲ့ကိုကိုဒါကိုကလေးနဲ့ကိုကိုရွေးပြီးတော့ထိုးလိုက်ပြအဲ့ဒီမှာအခု complaint ကဏ္ဍအမှပြထားခဲ့တာအဲ့မှာ136တက်နော်863 694 142 656ဒါ complaint နဲ့ပတ်သက်ပြီးတော့ဒီ seizure line တွေကနေပြီးတော့ဒါဥနိုင်ရဲ့မြင်တဲ့အယူဆ complaint နဲ့နှစ်ချိန်ကြံတဲ့နေရာမှာအဲ့ complaint ကဏ္ဍနေရာမှာ ခုရေးတာထားတဲ့ကဏ္ဍ၅ခွက်ဒီဖက်နိုင်ကြီးအများဆုံးရှိတယ်ဆိုပြီးတော့စိုက်နေတကွာငါ့နဲ့ချပြတယ်ကိုကြိုက်တာပါရင်ထိုးလိုက်ပါနော်ပြီးခဲ့တဲ့ဘွဲမှာဒါ၄၄၅ပေါ့၄၄၅ဆိုတော့ဒါဥနိုင်လေခုနပြောလို့ပေါ့လေမွေးကနန်းကိုဒါဥနိုင်တို့ကထောက်ချက်ကလေးတိုင်မင်ကလေးတွေ့မှာပဲအော်ဂနိုက်ဖြစ်နေကစားတာဆိုတော့၄၄၅ဆိုတဲ့ကနန်းလေးဥနိုင်ကမမွေးတော့မပေါ့ဘူးပေါ့အဲ့တော့ဥနိုင်မွေးကနန်းအခုလိုပဲပြတယ်ထဲရ ။ဦးနိုင်ကိုယုံကြည်စိတ်ချပြီးတော့တချို့ကြိုက်လို့မွေးထားတဲ့မိတ်ဆွေတွေပေါက်တယ်။ဒါဦးနိုင်ဝန်းတာလည်းပေါ့နော်။ဦးနိုင်လည်းကုလို့ရတယ်ပေါ့နော်။အခုလည်းအဲ့လိုပဲဒီခွန်ပလေးကြိုက်တဲ့မိတ်ဆွေတွေ၃ချိန်ပဲကြံတယ်။အဲ့ဒီ၃ချိန်နေရာမှာအခု၁၃၆ဆိုတဲ့ကနေတဲ့ကွက်ကိုဦးနိုင်ကပြပေးခဲ့တယ်။ကြံတဲ့ခွန်ပလေးလေးတွေကိုကြိုက်တာပါကိုကကိုမွေးဆွေလိုက်ပေါ့ဗျာ။နော်။ဒီအားလုံးပဲတက်ရှိကြမှာချမ်းသာကြပါစေ။၂၀၂၅ခုနှစ်ကြံအချိန်များမှာလည်းဦးနိုင်နဲ့အတူတူကြံတူလို့အကျိုးပေးပါစေလို့ဆုတောင်းခြင်းနဲ့နော် မနက်နေရင်ဒါဦးနိုင်ရဲ့ဒီလိုက်ကလေးကိုတင်လိုက်တော့မှဖြစ်တယ်ပေါ့နော်အဲ့တော့ဦးနိုင်ရဲ့ပန့် organ လေးကိုတကွက်ထဲအားကြရကိုမလိုဘူးထိုးခြင်းနဲ့မိတ်ဆွေတွေလမ်းလာခဲ့ပါနော်အဲ့တော့အပိုင်လားလို့တော့မမေးပါနဲ့မပိုင်ပါဘူးဗျာဦးနိုင်လည်းအခုလို့1 3 6ကြားတဲ့ပုံစံမျိုးကိုတွေ့ရှိတဲ့ဟာလေးတွေကိုထောက်ချက်စုံလင်စွာနဲ့ရှင်းနိုင်ကြီး95ရာခိုင်နှုန်းရှိတဲ့အနေထားမျိုးလေးတွေကိုမြင်လာလေးကိုချပြတာကြံတဲ့900ရာခိုင်နှုန်းဒီကံတရားတွေနဲ့ပဲဆိုင်ပါတယ်နော်အဲ့တော့ဇန်နာချင်းလာခဲ့ပါ အပိုင်တော့မရှိပါဘူးခင်ဗျာဥနဲ့လည်းရမ်းလုံနေရတာပါဒီဒီမလေးဒါလေးတတိယလို့ပြလိုက်ပါအောင်မယ်ဒီမကိုနောက်ပိတ်လေးချက်ကစားတာကစားတော့ဒီနှစ်ထဲမှာနော်ပထမကိုနောက်ပိတ်လို့ကြားတဲ့နှစ်ထဲမှာသူကဘယ်နေရာလေးမှာကစားတာလဲဆိုတော့ဒီနေရာလေးမှာနော်ဒီတိတုံညာ၆အကယ်မှာဒီတုံညာခါကြတာနဲ့တိတုံညာဒီတိတုံညာရှည်တွဲရာတိတုံညာရှည်တွဲလို့ကြားတယ်နော်ရှည်တွဲရာရှည်တွဲလို့ကြားတယ်အဲနောက်တော့နောက်ပိတ်ကိုနောက်တစ်ခုထည့်ပြမယ်နော်နောက်တစ်ခါဒီမှာကိုနောက်ပိတ်လို့ကြားတော့အဲ့ဒီနှစ်ထဲမှာတုံညာခါလို့ကြားရောကြားတော့ကြားတော့ကိုတုံညာရှည်တွဲရာလဲကိုတုံညာလို့ပဲရှည်တွဲကြားတယ် နောက်တစ်ခါဒီမှာကိုနောင်ပေးလို့ဖြစ်တော့ကြအဲ့မှာတုံညာခါလို့ဒီမှာကြောက်ဦးမှာဒီနားလေးမှာငါတုံညာခါလို့ကြတော့ငါတုံညာကလည်းငါတုံညာလို့ပဲသူကကြားတယ်ကောင်းပြီဒါဆိုရင်အခုဒီမှာ2025ပါဒီတုံညာခါကြတော့ကလည်းမကြခဲ့ဘူးနောက်တစ်ခါဒီတုံညာခါကြတော့ကလည်းမကြခဲ့ဘူးအဲ့မှာတုံညာပြောက်သွားတာပြောက်သွားတော့အကယ်၍ဒီမှာများတုံညာခါလို့ကြားခဲ့ရင်ဒီတစ်တုံညာကတစ်တုံညာလို့ရှိတယ်တွဲလိုက်နောက်ဘက်ကတကွက်သေးပဲเนาะအဲ့ဒီကြရင်ဒါဥနိုင်ကပြပေးမယ်เนาะအကယ်၍ဒီဘွဲမှာဒါအခုတစ်တုံညာ6ကြလိုက်နောက်ဘွဲမှာတကွက်သေးထူရမှာအဲ့ဒီစနစ်နဲ့အဲ့ကြတော့ဥနိုင်ပြပေးမယ်เนาะ အခုဒါ၃ညခါအခုကြီးကြိုက်တယ်ဆိုလို့ပြပလိုက်တာပါကဲနော်ကဲဟုတ်ပါပြီအစလေးကပြန်ကြည့်လိုက်ပါကိုကြီးနော်ကဲ၃ညခါဒီခွဲကြရင်ကတော့နောက်ဘက်မှာဒီတိ၃ည၆တဲကြရင်နောက်ဘက်မှာတိ၃ညကဒီတိ၃ညရှည်ရွဲလို့ကြပြီနောက်ပိတ်နဲ့တကွက်ထဲထူရမှာအဲလေးကလေးကစီပေါ့နော်တကွက်ထဲထူရမှာ